လူမသိတဲ့ချင်းတွေလည်းရှိပါတယ်အဲမအတော့လေဒီကိုဝါသနာပါလို့ပေါ့နော်ကိုကတော့စူးစမ်းဖန်တီးလိုက်တာပဲပေါ့အဲအမှပြိသက်ကအတိမပြူတဲ့လက်ခံနေဆိုတော့လေဝန်တန်ရပါတယ်ရှိရဲ့တချို့ပြိတ္တမတိလိုက်တဲ့သရှင်တွေလည်းရှိရဲ့ဟိုအမကိုယ်တိုင်လည်းတိတ်မဆိုးဖြစ်ဘူးပေါ့နော် အဲ့ဒီသစင်းလေးကမဟုတ်ရင်တော့ပေါ့နော်ငငယ်တော့ကအသက်ဘလောက်လောက်ရှိပြီလဲဆိုတော့27ပေါ့နော် အသက်27လောက်ကစူထားခဲ့ချင်းလေးပေါ့လေအဲအမကကချင်တိုင်းရင်းသူလည်းဖြစ်တယ်အဲကပြားပေါ့နော်ကချင်မြန်မာကပြားဖြစ်တယ်အာပြီးသွားရင်အဲ့လိုမျိုးကိုတငယ်ချင်းလေးဖြစ်တယ်ပေါ့ ဟိုဂျေဆက်တောင်လုံးကအဲ့တွဲကြောင်းမလို့သူနဲ့အဲ့တုန်းကလည်း collaborate လုပ်ခဲ့တယ်အခုလည်း तू ကအဲသူ့ရဲ့ဂီတအမှတ်အတက်တန်းအနှစ်20ပေါ့နော်အဲ့အမှတ်တရအနေနဲ့သင်းလေးကြီးလုပ်မယ်ဆိုတဲ့အချိန်မှာအမနဲ့ပြန်ပြီးတော့ collaborate လုပ်ထားတာပါ ဲ့တချင်းကငကိုကလေးကနမေကြည်ပီးသားတချင်းပေါ့เนาะမြမအတ္တမာလီမတို့ငငယ်လေးကလေးကဟိုးငငယ်လေးကလေးကအဲဒီတချင်းလေးကအဲ့လိုမျိုးနမေကြည်ပီးသားပေါ့เนาะတချင်းကနမေကြည်ပီးသားပါမတို့ဆိုလို့ရလို့မဟုတ်ပါဘူးအဲအဲ့လိုမျိုးနဲ့မှမတို့အဲဒီခေတ် version ပုံစံပေါ့เนาะသူကပဲဖန်တီးပြီးတော့မှအမကသူ project မှာဝင်ပါတဲ့သဘောမျိုးပါဩဆိုတော့ ကိုကအကိုဘက်ကနေကမ်းလာလို့ပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်ဘလူးလေးကိုပါချောင်းပါတယ်ရှေ့တစ်ချိန်လေးနဲ့ဒါအများကြီး arrangement နေအများကြီးကွာသွားတာပေါ့ရှေ့စင်းတုန်းကကြတော့တိုင်းရင်သား flow နဲ့သွားတာပေါ့လေအဲဒီတစ်ခေါက်ကကြတော့အဲ့လိုမဟုတ်တော့ဘူးပေါ့ဒီခေတ်ပုံစံလေးပေါ့ ပရိသတ်ကတော့တချို့ကတော့အဲတချင်းဟောင်းလေးကိုပိုကြိုက်တယ်လို့ပြောရတူလည်းရှိတယ်။အာဒီ version လေးကိုလည်းကြိုက်ပါတယ်ပေါ့ဟောင်းလည်းကြိုက်တယ်ဒီ version ကိုလည်းကြိုက်တယ်ပေါ့နော်။တချို့ကျတော့လည်းဒီထက်ပိုပြီးတော့ muse ချင်တယ်လို့ပြောရတူလည်းရှိတယ်။အဲ့လိုပေါ့လေဟိုပွဲတွေမှာအရန်ကလို့ကောင်းတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးဖြစ်စေချင်တာဆိုပြီးပြောရလည်းရှိရဲ။ဒါပေမဲ့မတ်တနာပြောရင်မတော်ညာဆလာအသက်ရတခုရောက်နေပြီဆိုတော့လေမတော်ပြင်မှာဆိုရင်လည်းဆိုလို့အဲအစဉ်ပြေလောက်တဲ့နေထားလောက်ကလေးကိုပဲသူလောက်ထားရလို့ချင်ပါတယ်။ တိုက်တဲ့အချိန်တခုရောမလို့ရှိအမတို့ကတချိန်ရောပေးတဲ့တိုက်ဆိုင်ရအပေါ်မှာဟောဒါမလို့လေဟုတ်လားအမအလောက်တော့လည်းမသိပါအလောက်တော့လည်းမဟုတ်ဘူးနဲ့တူတယ်လူမသိရခြင်းလည်းရှိပါတယ်အဲမကတော့လေဒီကိုဝါသနာပါလို့ပေါ့နော်ကိုကတော့စူးစမ်းဖန်တီးလိုက်တာပဲပေါ့အဲအမှပြိသက်ကအတိမပြူတယ်လက်ခံတယ်ဆိုတော့လေဝမ်းသာရပါတယ် ရှိတယ်တချို့ပြိတ္တမတိလိုက်တဲ့သရှင်တွေလည်းရှိရယ်ဟိုအမကိုယ်တိုင်လည်းတိတ်မစိုးဖြစ်ဘူးပေါ့เนาะအာအမကျတော့လည်းဟိုပြိတ္တကြိုက်မယ်ပြိတ္တပူတိရယ်လို့ထင်တဲ့သရှင်တွေကိုပဲရွေးပြီးတော့စိုးတယ်ပေါ့အာပွဲတွေပိုင်းမှာဆိုရင်ကျတော့လည်းလာကြည့်လာကြည့်ရသူအကုန်လုံးကလည်းပျော်ခြင်းနဲ့ like or ဆိုခြင်းနဲ့ဟုတ်တယ်မလားအဲကိုလည်းပေါ့ပေါ့ဘာပြပြောရှင်လေးပဲဆိုခြင်းနဲ့ဆိုတော့အဲ့လိုခက်ရခက်စစ်တွေအဲအရန်ဆိုပညာပြရမယ်ခြင်းတွေပိုင်းဆိုလဲကိုကအဲ့လိုစုံနေတော့ဘူးပေါ့เนาะပေါ့ပေါ့ဘာပြပြောရှင်ခြင်းလေးတွေပဲရွေးချယ်တာများတော့ အာဒီချင်းတွေပဲပတ်ချလိမ့်ပြီးဆိုနေသလိုတော့ဖြစ်တယ်တကယ်တော့တခြားချင်းတွေလည်းရှိပါတယ်လို့ပထမဆုံးချင်းတဲ့ချင်းသူကဘယ်လိုမှမေးလို့မရနိုင်လို့ရပြီနေလားရှင်မဟာနောက်ပိုင်းကတော့အခု tribute song ပေါ့နော် tribute song တွေဆိုထားတော့အခုအဲ့အရာတွေကိုတပုတ်ပြီးတပုတ်ကျင်နေရပေါ့လေအာပြီးသွားရင်တော့အဲ့လိုမာတချင်းအစ်စ်ပေါ့နော်ဟို ကျင်းသက်ကလေးလည်းအမအော်ဒီယိုထွက်ထားတာရှိတယ်အယုတ်မရိုက်ရသေးဘူးပေါ့နော်အဲ့ဒါလည်းအာရိုက်ပြီးတော့တင်မှုရှိပါတယ်ယန္တနာလုပ်ငန်းလည်းပုံမှန်လေးပဲပေါ့နော်ဒီခေတ်ကာလအခြေအနေနဲ့ဆိုတော့လीအမအနေနဲ့က မျိုးသမီးလည်းဖြစ်တယ်တယောက်တည်းလည်းဖြစ်တယ်ဆိုတော့ကိုလည်းဟိုစိတ်မလီဘူးပေါ့နော်ပြီးသွားရင်ကိုလည်းဟိုရေရှည်ပေါ့လေရက်တီရှင်သန်သွားနိုင်တဲ့လုပ်ငန်းလေးလည်းဖြစ်တယ်ဆိုပြီးတော့မှအာလုပ်နေရမှာကိုချစ်ခင်ကြတဲ့မိတ်ဆွေတငယ်ချင်းတွေကတော့ဒိုင်ခံအားပေးတာပေါ့နော်အဲအဲ့လိုဆိုတော့သူတို့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပိတ်သက်တွေအားပေးတာကိုလည်းစောင့်နေပါတယ်လို့ဆိုတော့အမကိုရမှာဆိုလို့ရှိရင်လည်းနော်သူ project ကိုရတာကိုရိုက်ဆိုင်ပြီးတော့ဝတ်တာအမအာတချို့ရတနာဆိုင်ဖွင့်ပွဲဘာညာဆိုရင်တော့သူတို့ ့ထဲဝစ်ပါတယ်ကို့ထဲဒီဘက်ဝစ်တာမဟုတ်ပါဘူးဒါပေမဲ့ကို့ဘာသာကိုရိုက်ခွေးလုပ်တယ်ပွဲသွားတယ်ဆိုတော့ကို့ထဲကိုဝစ်တာပါဒီနေ့ကတော့ excellent dental and aesthetic clinic ပေါ့နော်အဲအဲ့ဒီဟာရဲ့ဖွင့်ပွဲကိုလာတာဖြစ်ပါတယ်အာချစ်ခင်ရတဲ့ပြည့်သက်အားလုံးလည်းစိတ်ချမ်းသာကိုချမ်းသာပြီးတော့မှဘေးပြာကင်းကွာကြပါစေလို့ဆုတောင်းပေးပါရယ်စိတ်ပြည့်စည်မှုစိတ်တော်ကတွေကနေပြီးကင်းဝေးပြီးတော့မှပဲအာပျော်ရွှင်သာရတဲ့နေ့ရက်တွေပိုင်ဆိုင်နေပါစေလို့ဆုတောင်းပေးပါရယ်